ရှေးဥသောတိရကုဆရာတော်ဘုရားကြီးရဲ့ဒီလကုံတမာတိကုံပညာကုံတို့ကိုရည်မှန်းပြီးတော့ဥခိုက်ပါတယ်ဗျာဒီစာပေ အစည်းအဝေးမကြဖြစ်နေတာကြာအဲ့တော့တပည့်တော်အစည်းအဝေးနဲ့ကြာဗုဒ္ဓအုတ်စုဓမ္မအုတ်စုသံဃာအုတ်စုစနေတဲ့ကြာအစည်းအဝေးနဲ့တပည့်တော်တို့ရွတ်ဆိုပြုဆောင်ကြရအောင် ညာကေစီဝိညာဉ်နဲ့စမယ်ညာနိတာဘုရားနိသမဂတာနိဘုံမာနိဝါယနိဝါတာလိခေတတ်ထတို့ရေခုဖွင့်ပြခဲ့တဲ့အခုဖွင့်ပြခဲ့တဲ့ဗီဒီယိုထဲမှာဒီတကူဆရာတော်ဘုရားကြီးကဒါအမြတ်ဝင်းနဲ့ယရဏတော်ပြိတန်ဃာတော်တွေနဲ့အတူရွတ်တာပေါ့နော်အဲ့ဒီချိန်မှာရဏတော်ရုတ်ဖက်မဲ့အစီအစဉ်ကိုဆရာတော်ဘုရားကြီးက ဘယ်လိုရရမလဲဆိုတဲ့အစီအစဉ်ပေါ့နော်ယရဏတုတ်ပရိဒီစာအုပ်ထဲမှာပါတဲ့အတိုင်းမဟုတ်ဘဲနဲ့ဆရာတော်ဘုရားကြီးကပို့ပြီးတော့ဗုဒ္ဓဓမ္မတန်ခါဆိုတဲ့ယရဏ၃ပါးအစီအစဉ်ကြောက်အောင်ဆိုပြီးတော့ဆရာတော်ဘုရားကြီးကဒါမိတ်နဲ့မိတ်ပြီးတော့ဒီလိုပဲရွတ်သွားတာပေါ့နော်ဒီဗီဒီယိုထဲမှာအဲ့တော့ဦးဇင်းတို့လည်းဒီဗီဒီယိုကိုအစအဆုံးကြည့်ပါလေယရဏတုတ်ပရိကိုလည်းလိုက်ရွတ်တယ်ပေါ့နော်အဲ့တချို့ဒကာဒကမတွေယရဏတုတ်ပရိတ်ကိုဒါရုပ်ဖက်ပူဇော်နေတဲ့ဒကာဒကမတွေက ပုံမှန်ကတော့သူတို့ရုပ်ဖက်ပူဇော်နေတာပဲဒါပေမဲ့ဒီဆီယာတော်ဘုရားကြီးရွတ်သွားတဲ့ပုံစံကိုသူတို့ကတိတ်ပြီးတော့ဦးဇင်းတို့ဟိုနားမလည်လိုက်တာပေါ့နော်နားမလည်လိုက်တာဘယ်လိုလုပ်သွားတာလဲဆိုတာနောက်လည်းဒါဒါဒီလိုရှိတာပေါ့တချို့တွေကလည်းယရနာတုတ်ကဘယ်လိုဖွဲ့စည်းထားတာလဲမသိတဲ့အတွက်ကြောင့်ဟိုနားလည်ဘွားအင်မတန်ခက်ပါတယ်နော်ဟိုသိတဲ့လူကတော့ဘာမှမခက်ပေမဲ့မသိတဲ့လူတွေကခက်တယ်အဲ့တော့ဦးဇင်းကဒါကိုဒီနေ့ဒီဆီယာတော်ဘုရားကြီးရုပ်ဖက်ပူဇော်သွားတဲ့ပုံစံကိုဦးဇင်းကရှင်းပြီးတော့ နော်နောက်ရုပ်ဖက်ပူဇော်ခြင်းတဲ့ပုံစံတွေလည်းဒီတိုင်းရုပ်ဖက်ပူဇော်ခြင်းနဲ့ဆိုရင်ပူဇော်လို့ရအောင်နော်စီစဉ်လဲကြားတယ်အပြည့်လဲပြည့်စုံတယ်ဗောနော်အဲ့တော့ကဲဒီပထမဆုံးဗီဒီယိုကိုအရင်ဦးဇင်းတို့ဖွင့်ပြီးတော့ကြည့်လိုက်ဗောနော်ဆရာတော်ကြီးဘယ်လိုရုပ်ဖက်ပူဇော်သွားတယ်လဲဆိုတာကိုဦးဇင်းတို့ကအရင်ကြည့်ကြည့်လိုက်မယ်နော်ကြည့်ပြီးမှနားလဲတဲ့ပုံစံတွေဆိုလို့ရှိရင်တော့ဦးဇင်းပြောမဲ့ဟာကိုဆက်ပြီးတော့မကြည့်နေတော့ဗောနားမလဲဘူးဆိုတဲ့ပုံစံကအနားမလဲတဲ့ပုံစံတွေကတော့ အဲဥစဉ်ပြောမဲ့ဟာကိုဆက်ပြီးတော့ကြည်ပေါ့နော်ဒါနားမလည်တဲ့ပုံစံတွေအတွက်ဥစဉ်ရည်ညွှန်းပါတယ်ဗျာအဲ့တော့ဥစဉ်တို့ဒီဗီဒီယိုလေးကို အရင်ကြည့်ကြည့်ရမယ်နော် Yeah. Let's go, Yeah, I can see way down in that water.

ာသူအလီဟောလူညာဘုဒ္ဓလင်တော်မရိဝတ္တိသူစေသမာလင်မာတံတလိကိညာမာဟုသမာလင်ကာဒေနသမောနာဝိသတိယေရံဒီအမေယနာရမလီနာေနေနာတေစေနာသူအလီဟောလူညာနေနာဘုဒ္ဓလင်သမာကနာတိဘောမတိဝါယတိဝါဟတလေကေ ဒီမင်္ဂလာရဏပတိတာဣတိနာသေနာသောတိဟောတုယေမင်္ဂလာသန္တဝရ တာရီတာအဲ့တော့ဦးဇနုကျန်တဲ့ပိုက်တွေကိုတော့ဖွင့်ပြီးတော့မပြတော့ဘူးเนาะတဘောတရားလေးနားလဲပြီဆိုလို့ရှိရင်ဒါဟိုပြောင်းပြီးရွှေ့ယုံပဲအရှိပိုင်းမှာဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တာကရဏတုတ်ပရိဟာရဏသုံးပါးရဲ့ဂုံတွေကိုချီချူဖွဲဆူထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာတကယ်အပိုက်တွေမှာဖရာဂုံတရားဂုံတန်ခါဂုံဆိုတဲ့အဲ့ဒီဂုံတော်၃ခုပဲပါလား အဲ့ဒီဂုံတော်၃ခုကဘယ်ဟာစတာလဲဆိုတော့ရန်ကုန်စီဝိတ်တန်ကနေစတာเนาะမေယောင်ကိုစာအုပ်ကလေးပဲဖြစ်ဖြစ်ဖုံးနှံမော်ဖြစ်ဖြစ်ပြန်ကြည့်ကြည့်ရန်ကုန်စီဝိတ်တန်ဣဒဝဟုဒဝတက္ကေတုဝါရန်ရတနံပဏိတံဒါနောတမအထိတထာဂတိနဣတံပိဘုဒ္ဓေရတနံပဏိအဲ့ဘုဒ္ဓေဆိုတာအဓိကပဲအဲ့ဒါမြတ်စွာဘုရားရဲ့ဂုံကိုပြတဲ့အပုပ်ပေါ့เนาะအဲ့ဒီမှာဦးဇင်းတို့ကရန်ကုန်စီဝိတ်တန်မှာအဲ့ဘုဒ္ဓဂုံပြီးတော့ ဓမ္မကုံတန်ခါကုံဒီမလာပဲနဲ့ဘာလာလဲဆိုတော့ခယံအဲဟုတ်တယ်ခယံဝိရာကံလာတယ်နော်ခယံဝိရာကံမတံပဏိတံဆိုပြီးတော့ဓမ္မကုံလာတယ်တရားကုံတရားကုံဆိုတော့တရားကုံရဲ့ဒီသဘောတရားကိုထုတ်ဖော်ပြတဲ့ပုဂ္ဂိုလ်ပြောတာခုနကရံကေစီဝိတ္တံလူပြေမာ၎င်းငကားပြေမာ၎င်းနတ်ပြေမာ၎င်းနော်ဒီယရဏနဲ့ဒုရယရဏမရှိဘူးဆိုတဲ့ဒီဓမ္မကုံဒီဂါထာနဲ့ပြောထားတဲ့ပုဂ္ဂိုလ်ကမရှိဘူးဗုဒ္ဓတကူပဲရှိတယ် သိကျင်ကြတော့ဒီဆရာတော်ကြီးမိန့်တော်တဲ့ထဲမှာလည်းပါတယ်ပုပ္ပန္နတုတ်တို့ဘာလို့မှပြန်ပါတယ်နော်ရံကိစီဝိတ္တမဗုဒ္ဓံဓမ္မံတန်ခံဆိုပြီးအဲသုံးကာထာလုံးပါတယ်အဲဒါကြောင့်ဆရာတော်ဘုရားကြီးကပုံပြီးပြည့်စုံအောင်ဆိုပြီးတော့သူကရံကိစီသုံးပုံလုံးထည့်ထားတယ်နော်ရံကိစီသုံးပုံလုံးဗုဒ္ဓဓမ္မတန်ကထည့်ပြီးတော့အဲ့ဒါကတစ်ခု နောက်တစ်ခုကကြတော့ဒီယရဏသုံးပါကဒီယရဏသုံးပါရဲ့ဂုံကျေးဇူးတွေကိုဖွဲ့ဆိုထားတယ်ဆိုတဲ့ဂါထာတွေက အရှိရောက်လိုက်အလေရောက်လိုက်အနောက်ရောက်လိုက်ဒီလိုလေးဖြစ်နေတယ်မယုံရင်ကြည်ကြည်ပေါ့ပထမဆုံးရံကိန်စီမံကဗုဒ္ဓဒီဖရာယတနာကိုချီကျူးပွဲဆိုထားတဲ့တစ္ဆာဆိုထားတဲ့ဂါထာတစ်ပုဒ်ပါတယ်ပြီးလို့ရှိရင်ဓမ္မလာတယ်ဓမ္မနှစ်ပုဒ်ပေါ့နော်တရားကုံနှစ်ပုဒ်လာတယ်ပြီးလို့ရှိရင်တန်ခါကုံလာတယ်အော်ပြီးတော့မှဝရောရိညူနဲ့ဝနဘကုံမင်းနဲ့ရောရိညူဆိုပြီးတော့နှစ်ပုဒ်ဗုဒ္ဓကုံထက်လာတော့ဖရာကုံရဲ့ဂျားထဲမှာပဲဓမ္မကုံတန်ခါကုံတွေခံပြီးတော့ပြီးတော့မှ ဘုရားယတနာကိုသစ္စာဆိုထားတဲ့နှစ်ပုတ်ကအလဲသွားရောက်ဒါတော့ဆရာတော်ဘုရားကြီးကအဲ့အတွက်ကြောင့်သူကဘုရားကုံကိုတီးသန့်ထုတ်လိုက်တယ်တရားကုံတော်တွေကိုတီးသန့်ထုတ်လိုက်တယ်တန်ဃာရဲ့ဂုံတဲ့သစ္စာဆိုထားတဲ့အပုတ်တွေကိုနောက်ဆုံးမှပို့လိုက်တယ်ပို့တဲ့အချိန်မှာလည်းသူကဟိုနောက်ဆုံးမှဆိုတော့ယာနိတဥဒ္ဒနိသမဂရဏိဘုံမာနိဝယာနိဝါဒါလေးကတထာဂရဏဒီဝမလုံးတော့ဘူးစီတယ်အဲ့မှာဗုဒ္ဓံဓမ္မံတန်ခံဆိုပြီးတော့သုံးပုတ်ကဇက်တိုက်လာနေတာ ဆရာတော်ဘုရားကြီးကအဲ့ဗုဒ္ဓပြီးတဲ့အတိုင်းမှာအဲ့ဒီနောက်ဆုံးကဗုဒ္ဓကိုအရှိအရှိမှာတွားပြီးတော့ဗုဒ္ဓရဲ့အဆုံးမှာတွားကတ်လိုက်တယ်ရှေးအုပ်စုပေါ့နော်အနံပါတ်2အုပ်စုဖြစ်တဲ့ဒီဓမ္မအုပ်စုထဲမှာကြတော့ဟိုနောက်ကရာဏီရဗုဒ္ဓနေကိုလည်းဓမ္မမှာတွားပြီးတော့ကတ်လိုက်တယ်ထိတ်ဆုံးမှလည်းသူရန်ကိန်စီမှာဓမ္မခံပြီးတော့ရွတ်တယ်နော်ပြီးလို့ရှိရင်သူတို့ဒီတန်ခါကုံတော်မှာလည်းပဲအဲ့လိုပဲရာဏီရဗုဒ္ဓနေတွားကတ်တယ်အဲ့တော့ရုပ်ပုံယူနီကဘယ်လိုရွတ်သွားတာတော့ဆိုတော့ ပရမသောရံကင်စည်းဝိဒံဗုဒ္ဓအတွက်ပါနေပြီဆိုတော့ရံကင်စည်းဝိဒံဂါထာဆိုတယ်။ရံကင်စည်းဝိဒံတကားထားနော်။ရံကင်စည်းဝိဒံဆိုပြီးတော့ဘာဆိုလဲဆိုတော့အမဖះကုံကပြီးပါပြီ။ဝဏ္ဏပကုံမေဆိုတယ်။ဝဏ္ဏပကုံမေပြီးတော့ဝရောရိညုဆိုတယ်။နော်ဖះအတွက် သုံးဖို့နော်ဒါဒါရာဒီယတနာကဓမ္မပါတဲ့သုံးဖို့ပြီးလို့ရှိရင်ယာနိဒဗုဒ္ဓနိသမဂရာနိဗုမာနိဝါယာနိဝါအန္တလိကေတထာဂတံဒီဝမလုဒ္ဒဗုစီတံဗုဒ္ဓံနမတ္တမသူတိဟောတို့ဆိုပြီးဖះယရဏအတွက်က၄ဖို့ဖြစ်သွားတယ်နော်။ လေးဘုတ်ဒါအရင်ရှိပြီးသားလေးဘုတ်ပါပဲအစ်ထဲတာမဟုတ်ဘူးဓမ္မယရဏာအတွက်ကြတော့အပုတ်တိုးသွားတယ်တပုတ်တိုးသွားတယ်ဘယ်ပုတ်တိုးသွားလဲဆိုတော့ခုနကရံကိန်စီကိုပဲရံကိန်စီဝိတ္တံဣဒဝဟုတံဝတက်ကေတုဝရံရတနံပဏိတံနာနောသမအတိတထာဂတိနဣဒံပိအဲ့မှာဓမ္မေပြောင်းဆိုပြီးတော့အဲ့မှာဓမ္မယရဏာတို့တပုတ်ခေါင်းစဉ်အနေနဲ့ရွတ်တယ်နော်ရံကိန်စီထာတာပါပိသားပါပဲမခက်ခဲပါဘူးဒါလေးတစ်ခုကိုယ့်ဘက်ကိုပြောင်းဆိုလိုက်ရတယ် ပြီးလို့ရှိရင်ခုနကဓမ္မရတနာအတွက်ဒါရတနာတုပ်ပရိထဲမှာရှိနေတယ်เนาะဓမ္မရတနာပြသက်တဲ့ကာထာတွေကိုရွတ်မှာပေါ့เนาะရံကိန်းစီပြီးပြီးရံကိန်းစီပြီးရင်ခယံဝိဒါကံပြီးလို့ရှိရင်ရံဗုဒ္ဓတေထောအဲပြီးလို့ရှိရင်ခုနကတိုင်းရဲ့ယာနိဒပူရာဏီမှာဓမ္မနမတာမသူတိဟောတုဆိုပြီးတော့เนาะဓမ္မနဲ့ပြောင်းပြီးတော့ရွတ်ကမယ်เนาะဒါပါပါပြီးသားပါအဲ့ဒီ၄ဘုတ်ပြီးလို့ရှိရင်တန်ဃာတော်တွေအတွက်เนาะတန်ဃာယရဏအတွက်ကဘယ်နှဘုတ်ရှိပြီလဲဆိုတော့ဥစဉ်တော့ အဲကိုးဘုတ်တွေ့ရတယ်နော်ကိုးဘုတ်ရှိတဲ့ထဲမှာခုနကပြောတဲ့ရန်ကင်စီရတော့ဒါအပေါ်လဲထိတ်ဆုံးကနေပါနေမှာပေါ့ရန်ကင်စီဝိတန်ဤတော်ဝါဟုတော်မတကေသူကရန်ရဏမတိနနောတမတိတရာဂရီနဣဒံပိတန်ကေဆိုပြီးပြောင်းယူမယ်နော်ဒါဒါတန်ခါကုံတွေကိုပြောတော့မယ်အပိုက်တွေလာမှာမလို့ထိတ်ဆုံးကရွတ်တယ်ပြီးလို့ရှိရင်တန်ခါကုံတွေဘယ်ရစတာလဲဆိုတော့ရေပုတ်ကလာနော်ခုနကရန်ကင်စီပြီပြီရေပုတ်ကလာရေတုပ်ပြုတ်တာ ပြီးလို့ရှိရင်ရထိန်တခီလောအဲပြီးလို့ရှိရင်ယေရိယသစ္စာနေ အဲသဟောဒရတနာပြီးရင်ခီနံပူရဏံအဲပြီးလို့ရှိရင်ဘာရှိမလဲခီနံပူရဏံပြီးတော့တကယ်လာတာကသူကအဲမို့ခီနံပူရဏံမို့ကိန်းစားပြီးတော့ကံမပေးစားပြီးတော့ကံမပြီးရင်ဝရောရင်းမျိုးနဲ့ဝဏ္ဏပကုံမိလာတာဒါမှမဟုတ်အဲ့ဒါကအရှိမဖះကုံတို့တီးတဲ့ရုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့ကဒီမှာမရောက်ရတော့ဘူးလေဒါတန်ခါကုံနေပြီးတော့အဲ့ဒီနှစ်ဘုတ်ကအောက်ကကိန်းစားပြီးတော့ကံမနော်အဲ့ဒီရဲ့အောက်ကမှယာနေတပူဒာနီကိုတန်ခါကုံနဲ့အဲ့ဒါလို့ဆရာတော်ဘုရားကြီးကရွတ်သွားတာဖြစ်တယ်နော် ဘုရားကုံတရားကုံတန်ခါကုံယရဏသုံးပါးကိုခွဲထုတ်ပလိုက်တာ။ဟိုမှာပရိကြီးတဲ့ကစာအုပ်ထဲမှာပါနေတဲ့ဟာကအစင်မကြလို့ဆိုပြီးတော့ဒီလိုရုတ်ဖက်သွားတာ။နော်ဒါလေးကိုသဘောပေါက်မယ်ဆိုလို့ရှိရင်ကိုဒီတန်းရုတ်ရှင်တယ်ဆိုလဲရုတ်ပေါ့။ပို့ပြီးတော့အာယုံပြရတာပို့ပြီးတော့လွယ်တာပေါ့။နော်ငငယ်တုန်းကဦးဇင်းတို့ဒီပရိကြီးတွေကြက်တဲ့အချိန်တုန်းကဆိုရင်ဒါတွေအင်မတန်မှတ်ကြတာဟိုရောက်ဒီရောက်နေ။နော်ဘလို့ဖြစ်သွားရလဲတော့ဒါဦးဇင်းတို့မသိဘူးပေါ့လေ။ အခုဆရာတော်ဘုရားကြီးရဲ့ဒီဗီဒီယိုဖိုင်ကိုဦးဇင်းတို့တွေ့လိုက်ရတယ်နားလိုက်ရတယ်ကြည့်လိုက်ရတဲ့အချိန်မှာအဲဒါပို့ပြီးတော့ကောင်းတယ်လို့ဦးဇင်းတို့ကထင်တယ်ဝါကစာအုပ်ကြီးတဲ့ရောက်သွားပြီးတော့မြန်မာနိုင်ငံနှံပြတင်လာလဲနှစ်ပေါင်းများစွာကြာလာပြီဆိုတော့ပယ်ဖြတ်ဖို့ကတော့မလွယ်တော့ဘူးထင်တယ်မလွယ်ဘူးဆိုမဲ့ကိုတကူကြီးတကာရရွတ်ချင်တယ်ဆိုလို့ရှိရင်ဦးတိကုဆရာတော်ဘုရားကြီးရွတ်သွားတဲ့ပုံစံအတိုင်းဦးဇင်းတို့အဲရွတ်လို့ရတာပေါ့နော် ရွလျာဆိုပို့ပြီးအောင်ပြုရလွယ်တယ်လေနောက်ဆုံးဃာထာတွေမှတ်ကတာဆိုပို့ပြီးတော့ကျွန်တော်လွယ်တာပေါ့ဘုရားကုံတရားကုံတန်ခါကုံဘုရားရဏတရားရဏတန်ခါရတနာဆိုပြီးတော့နော်နောက်တစ်ခုကယန္တန်ခါတွေအနေနဲ့ကတော့ဒါတပါးတည်းရွတ်တာတော့အကြောင်းမဟုတ်ဘူးဖွဲ့စည်းနဲ့ကြွရတဲ့နေရာတွေရွရင်တော့အဆင်မပြေဘူးပေါ့ဆရာတော်ဘုရားကြီးလိုအကြီးကဲဆရာတော်ကြီးလည်းဖြစ်မယ်အကြီးကဲဆရာတော်ဖြစ်ုံနဲ့လည်းမရဘူးခုနကလိုရွတ်မယ်ဆိုတဲ့အကြောင်းကိုနည်းနည်းလေးရှေ့မှာရှင်းပြပြီးတော့မှရွတ်မှရအောင် ဒါကြောင့်လို့ဆိုတော့တခြားပုံကိုတွေကဒီလိုညွတ်မယ်ဆိုတော့သူသိမှာမဟုတ်ဘူးလေစာအုပ်ထဲရအတိုင်းပဲညွတ်တာဆိုတော့အဲလောလောဆယ်ဆယ်ထိဖြစ်နိုင်တော့ဘာဂါထာတွေကအဲ့တော့ရဟန်းတန်ခါးတွေအနေနဲ့ဆိုရင်လည်းပဲဒါကိုကဟိုတွားရလို့ဆင်ပြေဘူးကောလေခုလိုမျိုးရှောက်ထားပြီးညွတ်မယ်ဆိုတော့တမျိုးပေါ့နော်အဲ့တော့တကူရေတကာရညွတ်မယ်ဆိုတော့တကာတကမများပဲအနေတကာတကမများအနေနဲ့ပဲဖြစ်စေရဟန်းတန်ခါးတွေအနေနဲ့ပဲဖြစ်စေအဲဒီလိုညွတ်လို့ရှိရင်ပို့ပြီးတော့အာယုံပြရလွယ်တယ်ဒီဗီဒီယိုလောက်ကတော့ဒါခုနက ဆရာတော်ဘုရားကြီးရဲ့ဗီဒီယိုမှာတချို့နားမလည်လိုက်တဲ့ပုံကိုယ်တွေဆရာတော်ဘုရားကြီးရွတ်တလို့မျိုးအဲ့ဒီအစီအစဉ်အကြရွတ်ချင်ပေမဲ့ဟိုသဘောမပေါက်တာပေါ့ရွတ်တဲ့ဂါထာတွေစုသွားတာတော့ဗီဒီယိုဖိုင်နဲ့ကြည့်ပြီးတော့စာအုပ်နဲ့ရေးပြီးတော့ရွတ်လို့ရတယ်ဆိုပေမဲ့သဘောမပေါက်လိုက်တာဘယ်ရမှာဆိုသဘောပေါက်မှာဦးဇင်းတို့ကမှတ်မိလွယ်တာကိုအဲ့တော့ကြောင့်အခုဒီဗီဒီယိုကအဲ့ဒီသဘောမပေါက်သေးတဲ့နော်တက္ကະရကမတွေသဘောပေါက်အောင်ဆိုပြီးတော့ ်ဦးစင်ကဒီဗီဒီယိုလေးနဲ့ဓမ္မဒါနပြုပြီးတော့မျှဝေလိုက်တာဖြစ်ပါတယ်။အားလုံးယရဏသောပရိတ်ကိုရုပ်ဘက်တည်းတည်းတော်မူကြပြီးတော့ကကြီးသုံးပါဘေးကင်းဝေးနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်။